ချက်စီတင်းကိုအားပေးနေကြတဲ့ဘရာသားညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါကြောင်းပါစီလို့ဥစ္စာပထမနှုတ်ခွန်းဆက်သလိုက်ပါရယ်ဒီပလီမောကျွန်တော်အနေနဲ့ချက်စီတင်းလေးတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးတင်းကတော့လက်ရှိမှာချက်စီတင်းဟာဘရစီယာဒေါ်မွန်တင်းရဲ့တောင်ပန်တိုက်စစ်ကစားသမားတဦးဖြစ်သူရာမဲကတင်ကိုကမ်းလန့်မှုတွေလှုပ်ထားပြီးဖြစ်ပါတယ်လီမနက်တက်တဲ့ report ၃ခုလောက်ရဲ့ဖော်ပြချက်အရာပေါ့နော်နောက်ပြီးတော့ Fabrizio Romano လိုမျိုးယုံကြည်စိတ်ချတဲ့အားကစားတင်းတောက်ရဲ့ report မှာပါချက်စီတင်းဟာဒီကစားသမားအတွက်အမှန်တကယ်ကမ်းလန့်မှုတစ်ခုပြုလုပ်ခဲ့တာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သိရတယ် အထူးသဖြင့်တော့ Chelsea တင်းကဒီကစားသမားကို လာမယ့်အင်္ဂါနေ့ပေါ့နော်ကျွန်တော် Club World Cup ပွဲစဉ်မတိုင်ခင်မှာအရခေါ်ယူနိုင်ဖို့အတွက်ကိုစူးစမ်းနေတာဖြစ်တယ်။လက်ရှိမှာကစားသမားနဲ့ Chelsea တင်းကြားဆွေးနွေးမှုတွေအားလုံးကအဆင်ပြေသွားခဲ့ပြီဖြစ်တယ်။ကစားသမားက Chelsea တင်းခေါ်ခြင်းနဲ့ခုနှစ်နှစ်သက်တမ်းရှိတဲ့စာချုပ်ကိုလက်ခံသလိုကြံတဲ့ဒီတွေအားလုံးမှာလည်းကစားသမားနဲ့ Chelsea တင်းနဲ့ဂျာမာပုံကူရေးဆိုင်ရာသဘောတူညီမှုရတယ်လို့ပဲပြောရမှာပေါ့နော်။ဆိုတော့ကစားသမားနဲ့ Chelsea တင်းနဲ့ဂျာမာ OK ပြီ။ဆိုတော့တစ်ဖက်မှာလည်း Chelsea တင်းက Borussia Dortmund အသင်းထံကို official offer တခုပေးထားတယ်အဲ့ဒါကပြောင်းရွှေ့ခြင်းပေါင်29သန်းတန်ကြီးရှိတဲ့ offer တခုကို Chelsea သင်းကပေးခဲ့တာဖြစ်တယ်လို့ကျွန်တော်သိရတယ်သို့တော်လည်းလက်ရှိချိန်မှာ Dortmund နဲ့ Chelsea သင်းကြားတောက်လျှောက်ဆိုသလိုဆွေးနွေးမှုတွေရှိနေတယ်အဓိကတော့ ဒေါမွန်ဘက်ကပေါင်42တန်းဝင်းကျင်အလိုရှိနေတာကြောင့်မလို့နည်းနည်းတော့ချက်စီးတဲ့နဲ့ဒေါမွန်တင်းနဲ့ကြမှာငကိုရှိတ်လုံနေရတဲ့အပိုင်းကလွဲရင်ကျန်တာကတော့ချက်စီးတဲ့နဲ့ဒေါမွန်တင်းတို့ကြမှာလေဒီကစားသမားနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေအားလုံးက80လောက်ဆောင်နေစေဖြစ်တယ်ဆိုတော့မကြခင်အချိန်တွင်းမှာဒီနှစ်သင်းအနေနဲ့ အပြူသဘောဆောင်တဲ့ရလက်တွေထွက်လာမယ်ဆိုလို့ရှိရင်တော့ကလပ်ဝေါ်ကပ်မတိုင်ခင်မှာရာမယ်ကတ်တင်ကိုချက်စီးသင်းရဲ့ဂျာစီနဲ့ပရိသတ်တွေဟာညင်တွေးခွင့်ရမှာဖြစ်ပါတယ်ဆိုတော့ဒီကစားသမားကိုချက်စီးသင်းနေနဲ့လိုက်နေခဲ့တာလဲကြာပြီးပြီးခဲ့တဲ့ January Transfer Window မှာကလေးကလည်းအတန်လေးကျေလောင်သွားထွက်ပေါ်ခဲ့တယ်သို့တော့အဲမခေါ်ယူဖြစ်ခဲ့ဘူးဒီအားဒီဒီ Transfer မှာလည်းလိုရသေးတော့မဟုတ်သေးဘူးဗျဂျာပေါက် Transfer လေးမှာလည်းချက်စီးသင်းက အသေးအံဒါပြန်ပြီးတော့ဒီကစားမားနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေလုပ်တဲ့အချိန်မှာအခုတော့အများကြီးအကောင်းပတ်ဆောင်တဲ့သတင်းတွေထွက်ပေါ်လာခဲ့တာပါတစ်ဖက်မှာတော့ဒါ Manchester United အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်သူ Garnacho ရဲ့ saturation ဖြစ်ပါတယ်။နာမည်ကျော်ကစားသမား Romano ရဲ့ report အရပဲလက်ရှိမှာ Garnacho ကို Manchester United အသင်းကရောင်းချဖို့အတွက်အငယ်ရွေများပေါ့သူတို့ရဲ့အဲမျှော်မှန်းတာနဲ့ ကိုင်ညီမှုရှိမဲ့ offer တွေရရှိလာမဲ့ဆိုလို့ရှိရင်အဲလက်ခံစဉ်းစားသွားဖို့ရှိတယ်ဆိုပြီးတော့တည်င်းတွေထွက်ပေါ်နေကြတာဖြစ်တယ်အဲ့လိုထွက်ပေါ်နေတဲ့အချိန်မှာလက်ရှိ Premier League Club 3သင်းလောက်ဟာဆိုလို့ရှိရင်ဂါနာချိုနဲ့ပတ်သက်ပြီးတော့ Manchester United အသင်းထံကိုဆက်သွယ်ခဲ့တာတွေရှိတယ်လို့ကျွန်တော်သိရတယ်လောလောလတ်လတ်ပဲပေါ့နော်ဆိုတော့ဒီထဲမှာကျွန်တော် Chelsea အသင်းကလည်းပါဝင်နေနိုင်တယ်လို့အများကတော့သုံးသပ်နေကြတယ်ပြီးခဲ့တဲ့ Transfer Market ကဂါနာချိုကိုလည်း Chelsea အသင်းကသဘောကျတဲ့ အထဲမှာပါတယ်ပေါ့နော်ဆိုတော့ဒီယာဒီမှာလည်းအတန်လေးတဲတဲထွက်နေတဲ့အခြေအနေမျိုးဖြစ်တယ်။နောက်ပြီးတော့အန်ဇိုမာစကာကိုရိုင်းနဲ့သဘောကျတဲ့သဘောကျဆိုတော့မျက်စိကျနေတဲ့တောင်ပံကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတော့အနေထားကြောင့်အဲကျွန်တော်တို့ဒီဂါနာချွေးစတူရေးရှင်းကလည်းချက်စီနဲ့ဆောင်ကြည့်ခြင်းစရာအနေထားမျိုးမှာရှိနေတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဒီလိုမျိုးရာမဲကတင်ကိုချက်စီတင်းနေတဲ့ခေါ်ယူဖို့အတွက်နီးစပ်သလိုဂါနာချွန်းနဲ့အတန်နေထွက်နေသလိုပဲဖရန်ဘတ်ရဲ့တိုက်စစ်ကစားသမားဖြစ်သူဟူဂိုအကီတိုက်နဲ့ပတ်သက်လို့ရှိရင်လည်းချက်စီတင်းဟာ ရှေ့ဆက်ပြီးတော့အဲဆွေးနွေးမှုတွေလှုပ်ဆောင်နေစေဖြစ်တယ်လို့သိရတယ်အထူးသဖြင့် from back ကပေါင်84တန်လောက်အဝေးခြင်းပေါ့နော်အလိုရှိတယ်ဆိုတဲ့အနေထားမျိုးမှာချက်စီးသင်းတဲ့ဒီပမာဏကိုပေးချေဖို့အခက်အခဲရှိတယ်ဆိုပြီးတရင်တွေထွက်ပြီးတဲ့အချိန်ချက်စီးသင်းကဒီစားသမားကိုမခေါ်တော့ဘူးလားဆိုပြီးတော့မိကုန်းတွေကရှိလာတယ်နောက်ပြီးတော့ဂျားထဲမှာလည်းအတန်တိတ်သွားတဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဒါပေမဲ့ ဒီလိုမဟုတ်ဘဲနဲ့ဟူဂိုအကီတိုက်ဟာချက်စီသင်းသဘောကျနေစေပလေယာတယောက်ဖြစ်တယ်ကျွန်တော်ခဏနာပြောလို့အဲဟူဂိုအကီတိုက်ဟာချက်စီသင်းနဲ့စုဖြစ်တဲ့ကစားသမားတယောက်ချက်စီသင်းတို့ကအများကြီး potential အလားအလာကောင်းတဲ့ခုံမှုတစ်ခုဖြစ်လာနိုင်တဲ့ကစားသမားတယောက်လို့ချက်စီသင်းကအပြည့်ဝယုံကြည်နေခဲ့တာဖြစ်တယ်ပေါ့နော်အဲဒီနေ့ထားကြောင်းမို့လို့84သန်း ဖရန်ဘတ်ကအလိုရှိနေတယ်ဒါကိုချက်စီးတင်းနေနဲ့ပေးချေဖို့အခက်အခဲရှိတော့ညာလဲပဲချက်စီးတင်းတာဝန်ရှိသူတွေကဆိုလို့ရှိရင်ဖရန်ဘတ်တာဝန်ရှိသူတွေနဲ့အဲကျွန်တော်တောက်လျှောက်ဆိုသလိုတွေးဆောင်ဆွေးနွေးမှုတွေကိုပြုလုပ်နေဆဲဖြစ်တယ်ဟူကိုအခီတိုက်နဲ့ပတ်သက်ပြီးချက်စီးတင်းရဲ့ရွေချက်တွေကပြောင်းလဲခြင်းမရှိဘဲနဲ့ခေါ်ယူနိုင်မှုအတွက်စူးစမ်းဆဲ အနေထားမျိုးမှာရှိတယ်လို့ကျွန်တော်အနေနဲ့သိရတာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်အနေနဲ့ဒီဗီလူးမှာတင်ဆက်ပေးခြင်းတဲ့ Chelsea တည်းထူးထူးခြားခြားလေးဖြစ်ပါတယ်ဆိုတော့ပရိသတ်တွေအနေနဲ့ရောဘယ်လိုမျိုးအမြင်လေးရှိကြလဲဆိုတော့အောက်က comment box ထဲမှာဝင်ရောက်မှတ်ချက်ပေးရေးသားသွားနိုင်ပါတယ်ခင်ဗျာအားလုံးပဲ see you next video ပါနော်